ရခိုင်ပြည်တန်တွဲနဲ့ကွာမြို့နီးပင်လေပြင်းမှာည6နာရီကနေမနေ့6နာရီအထိညအချိန်ငါးဖက်မှုတွေကိုအော်တိုဘားလ16ရက်ကစတင်ပြီးအကအသတ်မရှိပိုက်ပင်လိုက်တယ်လို့ရခိုင်မြို့သားအဖွဲ့ချုပ် ULA ကအသိပေးထုတ်ပြန်ပါတယ်။အရင်ကပင်လေကနီးမြို့ရွာတွေကရေလုံငန်းကိုအမိပြုလောက်ကင်စားတောင်းနေကြတဲ့ပြည်သူတွေရဲ့စည်ရဲကာလအခက်အခဲနဲ့မိသားစုစားဝတ်နေရေးကိုတနိုင်တစ်ပိုင်ဖြည့်ရှင်းနိုင်ဖို့ ပင်လယ်ပြင်ငါးဖန်ခွင့်ကိုအချိန်ကအသက်မရှိခွင့်ပြုထားခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာအဲ့ဒီလိုခွင့်ပြုပေးတာဟာစစ်ကောင်စီရဲ့စစ်ရေးအင်အားဖြည့်တင်းမှုနဲ့စစ်စင်ရေးအတွက်ငါးဖန်လယ်တွေကိုအကာအကွယ်ယူပြီးလွတ်လပ်စွာသွားလာနိုင်တဲ့အခွင့်အရေးကိုဖြစ်ပေါ်စေတယ်လို့ ULA ကဆိုပါတယ်။ဒါကြောင့် ULAA ကပြည်သူတွေရဲ့လုံခြုံရေးကိုအလေးထားစဉ်းစားတဲ့အနေနဲ့ညအချိန်ငါးဖန်မှုကိုအကန့်အသတ်မရှိပိုက်ပင်လိုက်ရတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ အခုတမင်းမီကိုထုတ်ပြန်လိုက်တဲ့အော်တိုဝါ16ရက်ကနေစတင်ပြီးပြန်လည်ရုပ်သိမ်းရောက်မထုတ်ပြန်မီအထိရေလုံသားတွေအနေနဲ့တန်တွဲနဲ့ကွားမြော့နီးပင်လေပြင်မှာညအချိန်၅ဖန်တောင်လုံးဝမပြုတ်လောက်ကြဖို့အတိပေးထားပါတယ်။